နိုင်ငံခြားရောက်နေတဲ့ကျွန်နေဘလို့လှုပ်လှုပ်တင့်လဲအားလုံးမမေ့လားဗျာအရှိမဘလို့နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့နိုင်ငံခြားရောက်နေတဲ့ကျွန်နေဘလို့အလှုပ်လှုပ်တင့်လဲဆိုတဲ့ပတ်သက်ပြီးတော့အားလုံးကိုပြန်လဲမျှဝေတောင်းပါပြီဖြစ်ပါတယ်နိုင်ငံခြားရောက်ကျွန်နေသူများနိုင်ငံမှာကျွန်ခံရတယ်လို့ပြောခံရမယ်ဆိုရင်တော့အားလုံးကတော့နားကြီးကြမယ်ခံမင်းကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဗီဒီယိုရဲ့ကွန်မန့်တွေမှာဆိုလို့ရှိရင်လဲနိုင်ငံခြားရောက်ကျွန်နေသူများနိုင်ငံမှာကျွန်ခံရတာပျော်ရဲလားဆိုပြီးတော့အမေးခံခဲ့ရရင်လည်းရှိပါတယ် တကယ်တော့နိုင်ငံခြားရောက်ကျွန်နေလို့ပြောခံရတာကခါတိတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်ကျွန်ဆွဲစကလုံးကချစ်ပင်ခစ်တီတော်ဆိုရင်တော့ဘယင်းရဲ့ခိုင်းစီတွေကိုတုံးတဲ့စကလုံးတစ်လုံးပဲဖြစ်ပါတယ်တကယ်တမ်းတွေ့ကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်လုံမဟုတ်ဖဲနဲ့သူများလုံကိုလုံရမယ်ဆိုရင်တော့ကျွန်ပေါ့ဗျာဒါပေမဲ့ခုခေတ်မှာတော့ကျွန်ဆွဲစကလုံးမတုံးမဲနဲ့ဝန်တန်းဆိုပြီးတော့ရင်ရင်ကြီးကြီးတုံးတုံးလာတာပဲဖြစ်ပါတယ်သူများလုံကိုလုံတဲ့ကျွန်နေအလုံးလုံတဲ့နေရာမှာစိတ်နှမျိုးရှိပါတယ် ဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်စိတ်နဲ့တခင်စိတ်ပဲဖြစ်ပါတယ်ကျွန်စိတ်နဲ့လုံးမလားတခင်စိတ်နဲ့လုံးမလားဆိုတာကတော့ကိုကိုရန်ရွေးချက်ပိုင်ခွင့်ရှိပါတယ်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဟိုးရင်တော့ကမောင်မောင်ဆိုတဲ့ကောင်လေးတယောက်ရှိပါတယ်အဲ့ဒီမောင်မောင်ဆိုတဲ့ကောင်လေးကနေရနေပြီးတော့မြို့တက်ပြီးလှုပ်လှုပ်ရှင်နေသူဘယ်လိုဆက်သွယ်ရမလဲသူဘာလို့ရမလဲဆိုတော့သူမသိဘူးဒါပေမဲ့မြို့ကိုရောက်အောင်သွားတယ်မြို့ကိုရောက်တဲ့ပရမအောင်ဆုံးနေမှာပဲသူတန်းပြီးတော့လှုပ်ထွက်ရှာတယ်ဒါပေမဲ့မရခဲ့ပါဘူး ဒုတိယမြောက်နေလဲထွက်ရှာတယ်မရခဲ့ပါဘူးသုံးရမြောက်နေမှာတော့ကာဝက်ရှော့တတိယသူ့သဘောကျလို့ဆိုပြီးတော့ကာဝက်ရှော့တခုမှာသူ့အလုတ်ခတ်လိုက်ပါတယ်အဲ့ဒီကာဝက်ရှော့မှာအောင်းအောင်းဆိုတဲ့စီနီယာတယောက်ရှိပါတယ်အဲ့ဒီစီနီယာကမောင်မောင်ကိုကားနဲ့ပတ်သက်ပြီးတော့ခြေကန်ကဆက်ပြီးတော့တခုချင်းစီကိုတေချာနားလည်အောင်ရှင်းပြတယ်သင်ပြတယ်မောင်မောင်ကလည်းစီနီယာတင်သားသမီးအရာတွေကိုတေချာလိုက်မှတ်ပြီးတော့လိုက်လို့လို့ရှိပါတယ်ညဘက်ဆိုလို့ရှိရင်လည်းစီနီယာအိတ်တဲ့ချိန်မှာသူ့မွေးဖက်နဲ့ အနည်းသာတင်ထားတဲ့မြအရာတွေကို analyze လုပ်ပြီးတော့တည်တည်ချာချာပြန်လုပ်လို့ရှိပါတယ်အဲ့ဒီလိုနဲ့တနေ့သာတင်ထားတဲ့မြအရာတွေကိုနေတိုင်းနေတိုင်းဆက်ပြီးလေ့လာရင်လေ့လာရင်းနဲ့တနေ့မှာတော့မောင်မောင်ဆိုတဲ့ကောင်လေးကကားနဲ့ပတ်သက်ပြီးတော့ကျောင်းဝတီအားလုံးကိုကျွမ်းကျင်နားလည်သွားတာပဲဖြစ်ပါတယ်မောင်မောင်ဆိုတဲ့ကောင်လေးက customer နဲ့ဆက်ဆံတဲ့အခါမှာလည်းပြုံပြုံလေးနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံလို့ရှိပါတယ် customer တွေကအေးကြိုက်လားအပူကြိုက်လား coffee ကြိုက်လား ကစတမာတွေကြိုက်နှစ်တက်တဲ့အရာတွေကိုတူတူရှာရှာလေးပြင်ဆင်ပေးလို့ရှိပါတယ်။နောက်ငါးနဲ့ကြာတဲ့အခါမှာတော့မောင်မောင်ဆိုတဲ့ကောင်လေးကကားနဲ့ပတ်သက်ပြီးတော့တော်တော်လေးကြွန့်ကျင်နေပြီးကစတမာတွေနဲ့ပေါင်းသင်းဆက်ဆံမှလည်းအဆင်ပြေတယ်ဆိုပြီးတော့သူတို့တတိယကားဝက်ရှော့တစ်တခုမှမောင်မောင်ကိုခေါင်းဆောင်ရင်းနဲ့ခန့်လိုက်ပါတယ်။ခေါင်းဆောင်ရင်းနဲ့လောက်ရတော့လစာလေးကလည်းကောင်းတယ်။ရှားတဲ့လစာတွေကလည်းစုပြီးတော့စုပြီးမှပိုးတဲ့ပတ်စံတွေကိုပဲတုံးပါတယ်။အဲ့ဒီလိုစုလိုက်ရင်စုလိုက်ရင်လည်း ူ့ရဲ့လက်ထက်မှာလည်းပတ်ဆိုင်တော်တော်များများစုမိနေပါပြီ။ဒီနေ့မှာတော့သူ့တထင်းနဲ့တိုင်ပင်ပြီးတော့ကားဟောင်းလေးတစ်စီးဝယ်လိုက်ပါတယ်။သူအမြဲတမ်းစဉ်းစားနေတာကသူ့ရဲ့ကားလေးကိုပိုကောင်းအောင်လုပ်ပြီးတော့ဈေးကောင်းကောင်းနဲ့ပြန်ရောက်မယ်ဆိုတာပါပဲ။တထင်းရဲ့လုပ်ပြီးတဲ့ချိန်မှာသူ့ရဲ့ကားလေးကိုစက်ပစ္စည်းတစ်တည်းဝယ်ထည့်တယ်။ဆေးရောင်နေဆိုးတယ်။အဲ့ဒီလူနဲ့သူ့ရဲ့ကားလေးကအစ်စ်လူနီးပါးကိုကောင်းလာပါတယ်။နောက်ရဲနှဲငယ်ကြမှာတော့သူ့ရဲ့ကားလေးကဝယ်တဲ့ဈေးထက်၃ဆမြတ်နဲ့ရောင်းထွက်သွားပါတယ်။ ဲ့ဒီလိုလုံရင်လုံရင်နဲ့ပတ်သက်တယ်လဲစုမိလာတယ်ကစတမိုင်းလဲတိုးဝလာပါတယ်အဲ့ဒါနဲ့နောက်၈နှစ်ကြာမှာတော့မောင်မောင်ဆိုတဲ့ကောင်လေးကသူ့ရဲ့တထင်းနဲ့တိုင်ပင်ပြီးတော့ကိုယ်ပိုင်ကားဝတ်ချက်တစ်ခုထောင်လိုက်ပါတယ်ကိုယ်ပိုင်ကားဝတ်ချက်မှာလဲစူးစမ်းပြီးတော့လှုပ်လှုပ်တယ်ပတ်သက်တွေကိုလဲစုပြီးမှပိုတဲ့ຢာကိုတုံးတယ်အဲ့ဒီလိုနဲ့မောင်မောင်ဆိုတဲ့ကောင်လေးကကြီးဝါတွတ်တက်လာပါတယ်။ဒါပေမဲ့ဟိုးအရင်တော့သူ့ကိုတင်ခဲ့တဲ့အောင်အောင်ဆိုတဲ့စီနီယာကတော့ဘာမှမပြောင်းလဲပဲနဲ့ အရင်ကားဝက်ရှုံမှာစီနီယာအနေနဲ့ပဲလုတ်ကင်နေပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကအောင်းအောင်းဆိုတဲ့စီနီယာကတတိယခိုင်းခိုင်းတိုင်းလုတ်တယ်လကုံလို့လဆိုင်ရင်ပြီးတော့ကိုဘောကတွတ်တက်ဖို့အတွက်ဘာမှမကြိုးစားဘူးဘာမှမလဲလာဘူးအဲ့ဒီလိုစိတ်မျိုးနဲ့လုတ်တဲ့သူကိုကျုံစိတ်နဲ့လုတ်လုတ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့မောင်မောင်ဆိုတဲ့ကောင်လေးကတော့သူများလုတ်ကိုလုတ်နေပြီမဲ့သူ့ဘောကတွတ်တက်ဖို့အတွက်အမြဲတမ်းတင်ယူနေတယ်အမြဲတမ်းလေ့လာနေတယ်နောက်ပြီးတော့ပတ်စံကိုလည်း စုပြီးမှပို့ရတဲ့ຢာကိုသုံးပါတယ်အဲ့ဒီလိုစိတ်မျိုးနဲ့လှုပ်လှုပ်တဲ့သူကိုကြတော့သူများလုတ်ကိုလုံနေပြီမဲ့တခင်စိတ်နဲ့လုတ်တယ်လို့ခေါ်ပါတယ်ဒီမျိုးလေးမှာကျွန်တော်အဓိကပြောချင်တာကတော့သူများနိုင်ငံမှာပဲလှုပ်လှုပ်ကိုယ်နိုင်ငံမှာပဲလှုပ်လှုပ်ကိုဘဝတိုးတက်ဖို့အတွက်ကျွန်စိတ်နဲ့မလှုပ်ဖက်နဲ့တခင်စိတ်နဲ့လှုပ်ကြပါလို့အားလုံးကိုကျွန်တော်ပြောချင်ပါတယ်အဆုံးထိကြည့်ပေးကြအတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ like comment follow subscribe လုပ်တော့မမေ့နဲ့တော့ အလုံးကျေးဇူးများတင်ပါတယ်နောက်ပြီးမှတွေ့ကြမယ်